အားလုံးမင်္ဂလာပါခင်ဗျာမိမိကိုယ်ကိုကရုဏာထားဖို့အတွက်မေ့နေကြလားဆရာခင်တို့ဒီဖွံ့ဖြိုးတိုးတက်ပြီးတော့ ਨੇ စားတတ်တဲ့ဘိုးဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာအဲ့ဒီပြည်သူလူထုတွေကမိမိရဲ့စိတ်ပိုင်းဆိုင်ရာအကြမ်းမာရေကိုအင်မတန်မှသတိထားကြတယ်ကယူဆိုင်ကြတယ်အမေဆရာခင်တို့မြန်မာနိုင်ငံအနေနဲ့ကတော့မြန်မာပြည်သူလူထုအနေနဲ့ကတော့မမီးတို့ရဲ့စိတ်ချမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေကျွဲဝဖို့ ਨੇ မိတို့ရဲ့စိတ်ချမ်းမာရေးကိုအမှန်တကယ်ကောင်းကောင်းကယူဆိုင်နိုင်ဖို့အတွက်ကအများကြီးလိုအပ်နေသေးတယ်။ဒါကြောင့်ဆရာခန့်တို့ရဲ့ MSR ကပေါ့နော်ဆရာခန့်တို့ရဲ့မြန်မာပြည်သူလူထုတွေအားလုံးစိတ်ချမ်းမာရေးအသိပညာတွေကိုအခမဲ့ရရှိပြီးတော့မိမိရဲ့စိတ်ချမ်းမာရေးကိုကယူဆိုင်နိုင်မဲ့အကြံကောင်းတွေလေ့ကျင့်ခန်းကောင်းတွေနီလန်ကောင်းတွေကိုအခမဲ့တင်ယူနိုင်ဖို့အတွက်ဒီ MSR ဆိုတဲ့ community တခုကိုဖန်တီးပေးရတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆရာခန့်တို့ပေါ့နော်ဘာတွေ့ရလဲဆိုလို့ရှိရင် လူအများစုဟာပြင်ပလက်တွေ့ဘဝမှာအခက်အခဲတွေခက်ခဲကြမ်းတမ်းမှုတွေအစင်မပြေမှုတွေဒါတွေများပြားကြုံတွေ့တဲ့အခါအတွင်းတဲ့ကမိမိကိုကိုမိမိကိုတိုင်းကောင်းကောင်းဆက်ဆံဖို့အတွက်ကို မေလျော့နေတတ်ကြပါတယ်။တနည်းအားဖြင့်ပေါ့နော်မိမိကိုကိုကရုဏာတရားမထားနိုင်ကြဘူး။အပြင်ဘက်မှာကိုယ့်ရဲ့ပြမဘဝမှာအခက်အခဲတွေကြမ်းတမ်းမှုတွေစိန်ခေါ်မှုတွေရင်ဆိုင်ကြုံတွေ့လာတဲ့အမျှ ကိုယ်တိုင်ဖြစ်တဲ့မမိကိုယ်တိုင်အပေါ်မှာအပြစ်တင်ခြင်းတွေအထင်သေးခြင်းတွေမမိကိုယ်တိုင်အပေါ်ကိုမမိကအပြစ်တွေပုံချခြင်းတွေစတဲ့ဒီလိုလောက်ရမျိုးတွေဒီလိုမျိုးမမိကိုယ်ကိုမမိလက်ညှိုးတွေပြန်ထိုးပြီးတော့မှအပြစ်တင်ခြင်းတွေဒါမျိုးတွေကိုလှုပ်ဆောင်တတ်တာညာပါတယ်အများအဖြစ်ပေါ့နော်ဒီလိုမျိုးတွေလှုပ်ဆောင်ကြပါတယ်အဲ့တော့ဒီနေ့ဆရာခန့်ရဲ့စကားဝိုင်းလေးမှာတော့ မိကိုကိုဘယ်လိုမျိုးကရုဏာတရားတွေထားရမလဲ။ဘာကြောင့်ကရုဏာတရားထားဖို့ကအရေးကြီးတာလဲဆိုတာလေးတွေကိုဆရာခင်တို့စကားပြောပါမယ်ခင်ဗျာ။အဲ့တော့ပေါ့နော်ဆရာခင်တို့မှာ philosophy တစ်ခုရှိတယ်ပေါ့နော် concept လေးတစ်ခုအဲ့ဒါဘာလဲဆိုလို့ရှင်ကိုယ်မှာမရှိတဲ့အရာကို သူများကိုပေးလို့မရဘူးတနည်းအားဖြင့်ကိုယ်အတွင်းမှာမရှိတာကို အပြင်ကိုထုတ်ပေးလို့မရဘူးဒါလေးကဘာဆိုလိုတာလဲဆိုလို့ရှင်လေကိုကဆိုပါစို့နော်ကိုယ်ဘဝမှာ ကောင်းတာတွေအများကြီးဖန်တီးခြင်းနဲ့ကောင်းတာတွေကိုစွမ်းဆောင်ခြင်းနဲ့ကိုယ့်ဘဝမှာဒီကောင်းတယ်ဆိုတဲ့ positivity တွေအများကြီးကိုကစွမ်းဆောင်ခြင်းနဲ့အကောင့်ထဲပေါ်ခြင်းနဲ့လှုပ်ခြင်းနဲ့အဲမှာကိုယ့်ရဲ့အတွင်းပေါ့နော်ကိုယ့်ရဲ့စိတ်တဏ္ဍန်ထဲမှာကြတော့ကိုယ့်အတွင်းထဲမှာကြတော့အဲ့ positivity တွေမရှိနေဘူးအဲ့ဒီကောင်းတဲ့အတွေးတွေကောင်းတဲ့ခံစားချက်တွေကောင်းတဲ့အမြင်တွေကမရှိနေဘူးမိမိကိုယ်ကိုမမိအပြစ်တင်နေတာတွေအထင်သေးနေတာတွေကဲရဲ့နေတာတွေမိမိကိုယ်ကိုမမိအပြစ်ဖို့နေတာတွေ အဲ့ဒါတွေပဲရှိနေတယ်။ဒါဆိုလို့ရှိရင်တော့ဘလို့မပေါ့နော်။ကိုယ့်ရဲ့စိတ်ဆန္ဒရှိတဲ့အတိုင်းကိုယ့်ရဲ့လက်တွေ့ဘဝကိုယ့်ရဲ့အပြင်လက်တွေ့ဘဝနော် outer reality မှာဒီ positivity ကိုဘလို့မကိုယ်ကဆွမ်းဆောင်နိုင်မှာမဟုတ်။တနည်းအားဖြင့်ပေါ့နော်။ကိုယ့်ရဲ့အတွင်းထဲမှာ ရေရှိတော့မှကိုကသူများကိုရေပေးလို့ရမှာကိုရဲ့အတွင်းမှာမီးတွေပဲရှိတယ်ဆိုရင်ကိုကသူများကိုမီးပဲပေးလို့ရမယ်ရေပေးလို့မရဘူးဒီလို concept လေးပါဒီလို philosophy လေးပါအဲ့တော့လေဆရာခန်းတို့မမိကိုကိုမမိဘယ်လိုမျိုးကရုဏာထားအောင်ပါလဲအဲ့တော့ဆရာတို့လေ့ကျင့်ခန်းလေးတစ်ခုပြောပြမယ်ပေါ့နော် အမိကိုမမိကရုဏာထားဖို့ဟာကိုဘယ်ကနေစရမလဲဆိုလို့ရှိရင် positive self talk တနည်းအားဖြင့်ပေါ့နော် phrase ဆရာခန့်မှာပေါ့နော်အာဆရာမကြီးတူဦးရှိတယ်ဆရာမှာဆရာဆရာမတွေအများကြီးရှိပေမဲ့ဒီဆရာမကြီးတွေကတူဦးဖြစ်တဲ့ Marissa Pia ဆိုတာသူကကြတော့ originally London ကအာသူကဒီ RTT ဆိုရယ် Rapid Transformation Therapy ရဲ့ founder ပေါ့နော် creator and founder ပေါ့ဆိုတော့သူအမြဲတမ်းသင်ပေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှင်ရင် မိမိဘဝကိုမိမိပြောင်းလဲခြင်းနဲ့ဆိုရင်အတွင်းထဲရစပြောင်းရတယ်။မိမိရဲ့အတွင်းထဲကိုပြောင်းလဲခြင်းနဲ့ဆိုရင်မိမိကိုယ်ကိုမိမိဘလို့ဆက်ဆံနေလဲဆိုရဲ self relationship ကနေစပြောင်းရတယ်။အဲ့ဒီမိမိကိုယ်ကိုမိမိဆက်ဆံနေပုံ self relationship ကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့မိမိကိုယ်မိမိစကားကောင်းတွေစပြောပေးရပါတယ်။ကောင်းတဲ့စကားတွေပေါ့နော်။ဒါဆိုဆက်ခန့်ပြောသွားတယ်။ဒီ positive self talk တွေ phrase လုပ်ပေးရတယ်မိမိကိုယ်ကိုမိမိ တော့ဆရာခန့်အခုပြောမယ်လေ့ကျင့်ခန်းလေးကအရင်လွယ်တယ်။ဒါပေမဲ့တော့ season တော့ကြာရမယ်ပေါ့နော်။นี่ไดအချိန်ပုံမှန်တစ်ခုသတ်မှတ်ထားရမယ်အချိန်ပုံမှန်ဆိုဥမာအဖြစ်ကမနေ့အရာနိုးတဲ့အချိန်လားဒါမှမဟုတ်နေ့လေတဏ္ဍာရီလေးလေဒါမှမဟုတ်ညအရာမဝင်ခင်လားအဲ့လိုအချိန်ကိုပုံသေးသတ်မှတ်ထားရမယ်ပြီးလို့ရှိရင်အချိန်ဘယ်လောက်ယူမှာလဲ5မိနစ်ယူမှာလား10မိနစ်ယူမှာလားဆိုတာကိုလည်းတတ်တတ်မှတ်မှတ်တိတိကျကျသတ်မှတ်ဖို့လိုအပ်တယ် ဲ့တော့ကိုကကိုဆိုပါဆိုဥပမာဖြစ်ပေါ့နော်။ငါမနက်ခင်းနိုင်အိယာနိုးတဲ့အချိန်10မိနစ်အချိန်ယူမယ်ဆိုပါဆို။အဲ့ဒါဆိုလို့ရှိရင်လေကိုကမနက်အိယာနိုးပြီဆိုတာနဲ့အဲကိုအပေါ့လေးတွေပါရေးတောက်ချင်တော့ပေါ့နော်။အဲမျက်နှာတွေပါရေးမတက်နဲ့အောင်ဘာမှမလုပ်နဲ့ရေးပါရေးတောက်ချင်တောက်လို့ရတယ်။နော်။တနေ့တာကိုဘာမှမစတင်နဲ့မျက်နှာမတက်နဲ့အောင်ရေးမချိုးနဲ့အောင်တောက်မတိုင်နဲ့အောင်။အဲ့ဒီတနေ့တာစတဲ့အချိန်မှာအပေါ့လေးတွေတွားရေးပါရေးတောက် ီးရနဲ့7မိနစ်အချိန်တက်တက်ကိုယူရမယ်ပြီးတော့အဲ့7မိနစ်မှာလေမမီကိုကိုမမီကိုအကြောင်းကိုနော်သူများအကြောင်းမပေါ့ကို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 အကြောင်းကိုကောင်းတာတွေပြောပြရမယ်ကောင်းတာရေဆိုတာဘာလဲအဲ့ဟာတော့ကိုကိုတိုင်းရှာဖွေရမှာကိုကိုတိုင်းစူးစမ်းကြည့်ရမှာဆိုပါဆိုနော်အာငါရုပ်လေးချောတယ်ဒါလည်းကောင်းတာပဲโอเคငါမှစိတ်ထားကောင်းလေးရှိတယ်ဆိုပါဆိုဥပမာအဖြစ်နမူနာပြောတာပေါ့နော် အခုကိုကစိတ်မစိတ်ထားမကောင်းတဲ့လူဆိုပါစို့ for example ပြောရပါတော့အခုကိုကအာလူကောင်းမဟုတ်ဆိုပါစို့ okay ကိုကမကောင်းတာတွေလုပ်နေတယ်မကောင်းတာတွေကြံစီနေတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုပါအောင်စို့ဒါပေမဲ့ကျင်းသေးပေါကိုရဲ့ဘဝမှာကောင်းတဲ့စိတ်ထားနဲ့ကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တဲ့အချိန်တွေရှိတယ်နိုင်ငံလေးတုန်းကလားចောင်းတက်တုန်းကလားအသက်ပဲရွယ်တုန်းကလဲအဲ့ဒါကိုပြန်စဉ်းစား ကိုဘွားတက်တန်းတခြားအောင်ပြန်စင်စားပြီးတော့အော်ငါအသက်၅နှစ်တုံးကတော့လေငါစီမှာဒီလိုစိတ်ကောင်းလေးပေါ်ခဲ့ပူတယ်အဲ့ဒီလိုမျိုးကိုရဲ့ဘွားတက်တန်းတခြားအောင်ကိုပြန်ပြီးတော့မှလှဲ့ကြည့်ပြီးတော့ကို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 ရဲ့ကောင်းွက်တွေကိုကောင်းတဲ့အရာတွေကိုပေါ်ထုတ်ပြီးတော့မှကိုကိုကိုပြောရမယ်အော်ငါရုပ်ချောတယ်ဟောငါအရန်တော်တယ်ဟောငါပညာလည်းအရန်တတ်တယ် ဒါတွေပဲလားဒါတွေဝင်ဆိုလိုတာမဟုတ်ဘူးเนาะအော်ငါအခုတမာအာဇီဝနဲ့အလုပ်လုပ်နေတယ်ကိုကိုလည်းမထီးခိုက်ဘူးသူတပားကိုလည်းမထီးခိုက်ပဲနဲ့ငါတီးကောင်းရောင်းကောင်းဝယ်စီးပွားကောင်းလေးလုပ်ပြီးအတံမွေးနေတယ်တော့မဟုတ်ငါတီးလွန်ခဲ့တဲ့ငါနှစ်တုံးကဘလို့ကောင်းတဲ့စိတ်ထားလေးနဲ့ဘလို့ကောင်းတဲ့လုပ်ရည်လေးကိုလုပ်ခဲ့တယ်အဲ့လိုမျိုးကိုယ့်ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးကိုပြန်ကြည့်ပြီးတော့မှကိုယ့်ရဲ့ကောင်းွက်တွေကိုပြန်လဲဖော်ထုတ်ပြီးတော့ ကိုကောင်းတဲ့အကြောင်းကို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 ပြောရမှာဖြစ်ပါတယ်အဲ့ဒါကိုနေတိုင်းလုပ်ရမယ်9မိနစ်လား10မိနစ်လားနေ9မိနစ်ဆိုလဲနေတိုင်းအဲ့သတ်မှတ်ထားတဲ့အချိန်မှာ9မိနစ်ကိုကိုပြောရမယ်ကိုအချိန်10မိနစ်ယူမယ်လို့သတ်မှတ်ထားရင်လဲနေတိုင်းအချိန်ပုံမှန်10မိနစ်ကိုကောင်းကြောင်းကိုကိုကိုပြောရမယ်အာအဲ့လိုမျိုးလှုပ်ချင်းအဖြစ်ပေါ့နော်အာဖာဖြစ်သွားမှလည်းနော်ဘွားကြီးကဟိုလုံးဝကြီးပြောင်းလဲသွားမှလား ဲ့လိုတော့လည်းမဟုတ်ပါဘူးအခုဆရာခန့်ပြောရဲလေ့ကျင့်ခန်းတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့အာမခံချက်ပေးနိုင်တာကကျင်းတေပေါ့ကိုရဲ့ self relationship ကိုနဲ့ကိုကိုတိုင်းရဲ့ self relationship တိ very positive အရန်ကိုမှအကောင်းဘက်ကိုရောက်လာလိမ့်မယ်ကိုရဲ့ self love တွေ self esteem တွေ self worth တွေတိအင်မတန်မှကိုမှတိုးတက်လာလိမ့်မယ်အဲ့တော့ဆရာခန့်ဆရာမကြီး Marissa Pia ရဲ့စကားအတိုင်းဆိုရင်တော့ကိုရဲ့ self relationship ိုနဲ့ကိုရဲ့ဂျာဆက်ဆံရေးကပုံမတိုးတက်ကောင်းမွန်လာလေလေကိုကကိုရဲ့ပြင်ပကဘာမှာပိုပြီးကောင်းတဲ့ရလတ်တွေ very positive outcome တွေ very positive result တွေကိုပုံမဖန်ပြီးကောင်းတဲ့ဖော်လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလေ့ကျင့်ခန်းလေးလုပ်ယုံတဲ့ဘဝကြီးတစ်ခုလုံးအာတချို့ရေဆိုမေးကောင်းမေးလိမ့်မယ်ပေါ့နော်။ချမ်းသာသွားမှလားရောမီလီယံနာကြီးဖြစ်သွားမှလားတထေးကြီးဖြစ်သွားမှလား။ ဖြစ်ခြင်းဖြစ်မယ်ဖြစ်ခြင်းမှာဖြစ်မယ်အဲ့ဒါဆရာခန့်တို့အပိုင်းမဟုတ်ဘူးဒါပေမဲ့အခုဆရာခန့်တို့တင်ပေးလိုက်တဲ့ဒီလေ့ကျင့်ခန်းလေးကိုနီးစနစ်တကျတကယ်လုပ်မယ်ဆိုရင်တော့နံပါတ်1ကျင်းသေးပေါ့ကိုယ့်ရဲ့ self relationship တိ very positive အရင်ကမှတိုးတက်ကောင်းမွန်လာလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ဘဝမှာကိုလိုလားတောင်းတတဲ့ကိုဖန်တီးအားထုတ်တဲ့ကောင်းတဲ့ရလတ်တွေကောင်းတဲ့ပန်းနိုင်တွေကလည်းတိတိတတ်တာတိုးတက်ပြီးတော့မှအောင်မြင်မှုရနိုင်အောင်မြင်ပါလိမ့်မယ် โอเคဟုတ်ပြီအဲ့တော့ဆရာခန့်တို့ဒီလောက်နဲ့ပဲစကားဝိုင်းလေးကိုရက်လိုက်မယ်ဆရာခန့်တို့အခုပေါ့နော်ဒီ MSR မှာ series ethic ကလေးထပ်ပြီး season ထားပေးတယ်ပုံမှန်အဖြစ်ကတော့တပတ်ကို3ရက်ပေါ့နော်ဆရာခန့်တို့အခုလိုမျိုး video လေးတင်ပေးမယ်ဒီ video တွေအကုန်လုံးရဲ့ရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအသိပညာတွေတိုးတက်ဖို့နဲ့မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုစားတဲ့တဘို့ပို့ပို့ပြီးတော့မှဂယုစိုက်ထိန်းထိန်းဆောင်ရှောက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 这来送爹话，未。